မင်းအောင်လှိုင်းတကောင်လည်းပဲတော်တော်လေးကိုကြောက်ချီပန်းနေလောက်ပြီလို့ကျွန်တော် ပြောချင်ပါတယ်ဟောဆိုဒရင်းကောင်ကိုအရင်ဆုံးပြောချင်တာပါဒီကောင်ကတော့ရှမ်းတောင်ဖွဲကုံမြို့နယ်ဘောရံကျေးရွာကိုမီးတင်ရှို့နေတဲ့ PNO ဘုံမှုခွန်ဆိုးအောင် ကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေရဲ့စနိုက်ပါထိပြီးတော့ပွဲချင်းပြီးဂိမ်သွားပါကြောင်းတခါလေကျကျွန်တော်တို့စဉ်းစားတယ်ကြီးစံဟာလွတ်ဖြောင်းနဲ့သွားတယ်ဆိုပေမဲ့အချို့ကြီးစံတွေကဝေဝိုက်ပြီးတော့မှပြန်ဝင်တာကျွန်တော်ရဲ့ယတပြည်သူတွေကျွန်တော်ခြေဝါတွေကိုဘလို့ဝင် မိတိန်ရှိုးခဲ့တယ်ဘလို့တွေတက်ဖြတ်ခဲ့တယ်သူဟာတိုက်ပွဲတွေမှာဘလို့မျိုးတိုက်ပွဲဝင်နေဆိုပြီးတော့ကြွလုံးအမြဲထုတ်တဲ့ PNO ကဘုံမူစတိုက်ပါထိပြီးတော့ပွဲချင်းပြီးဂိမ်သွားတာပါဟာဘုံမူတကောင်နေလားကိုရှမ်းလေးမဟုတ်ပါစုစုပေါင်း၃កောင်ရှိသွားပါပြီကျွန်တော်ဘုံမူခွန်ဆိုးအောင်ပါမယ်ဘုံမူခွန်ဖေး တို့နှစ်ဦးအပါဝင်သုံးဦးတော့ဂိမ်သွားပါပြီပြည်သူရဲ့မေတ္တာစုတာတို့တွေတို့ပြစ်တဲ့ကြီးကျွန်တော်ပြည်သူကိုပြန်ပြီးတော့လှည့်ခဲ့တယ်ပြောင်းတို့ဘက်ကိုပြန်ပြီးတော့ပြန်ဝင်တာကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်ပြီနိုင်ရေးတလုံးအကြောင်းကိုဖော်ပြခြင်းပါတယ် ဒီနိုင်ငံလေးကိုကြည့်မယ်ဆိုရင်တော့ဘာမှတန်ဖိုးမရှိဘူးလို့တော့ထင်ရပါမယ်။ဒါပေမဲ့အဲ့နာဂျီဟာလူငွေနဲ့တွက်မယ်ဆိုရင်လူငွေ6400တန်ဖိုးရှိပါတယ်။ဘတ်ငွေနဲ့တွက်မယ်ဆိုရင်ဘတ်ငွေနှစ်ပန်းကျော်တန်ဖိုးရှိပါတယ်။ အမောင်ငွေနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်မိသားစုရင်ကာကူလီတာနဲ့တာတွက်လိုက်ပါဘသူပထားရရဘသူပထားတာလဲကျွန်တော်မိသားစုဒီတပုံလေးကိုကျွန်တော်မိသားစုဝင်နေကြည့်နေဆိုရင်သူတို့တွေဝင်ထားတဲ့အင်ကြီးလေးတွေကတော့အဲပုံမှန်လေးပေါ့ဗျာဆိုတော့ကံနွန်းအင်ကြီးလေးတွေလို့ထင်ရပေမယ့်စောချစ်သူပတ်ထားတဲ့နာယီ ဒီတက်ပုံလေးနဲ့အတူတူကဒီရဲ့သူ့ရဲ့ price ပေါ့ဒီနာရဲ့ price ကိုလည်းပဲကျွန်တော်မိသားစုဝင်တွေတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီရခုဘုံမှာဘလုံးပွဲတွေကျင်းပါတယ်သူသားကလည်းဘောပွဲတွေကိုဝါနာပါတယ်ဗျရန်ကုန်မှာရှိတဲ့ကလပ်အသင်းတွေကိုတော့ခေါ်ပြီးတော့ရက်ကွက်အဆင့်ဘလုံးပွဲမှာတောင်မှကန်ခိုင်းတာကျွန်တော် တွေ့ခဲ့ရသေးတယ်ကျွန်တော်ညီမသားဆိုရင်အချို့မဖော်ပြဘူးဆိုတာကကျွန်တော်တို့ပေါ်တော့အာဗီဂျီဖိတ်လို့လာကန်နဲ့ဘလုံးနဲ့ပတ်သက်တဲ့သူတွေလည်းကျွန်တော်မပြောချင်သေးလို့ပါကျွန်တော်ရှုကုပ်မှာတွေ့ခဲ့တာရကွက်အဆင့်ဘလုံးပွဲလေးကျင်းပတာတော့မှမြန်မာ National League လက်ရှိဘလုံးဝါနာပါလေကျွန်တော်ညီမသားဆိုရင်သိပါတယ်အဲ့လိုအသိမျိုးပေါ်တော့မှသူတို့က ခြေစမ်းပွဲလိုလိုဘာလိုလိုခော့ကန်တာမြမအကြောင်းကိုတိမ့်နဲ့တိမ့်ထောင်နဲ့ခြီပြီးတော့တိမ့်တောင်းနဲ့ခြီပြီးတော့အကုန်ကြခံတာမြမအာကစားကြီးတိုးတက်စီဖို့လည်းမဟုတ်ပါဘူးသူတို့ငွေရပေါ်တာလွတ်ချင်နိုင်လွတ်လို့ရတယ်အဲ့ဒီရက်ကပွဲမှာပေးတဲ့စုဂျေးငွေတာမန်ဘောလုံးပွဲလေးအာကစားပွဲလေးဒါဟုတ်တော့မှ သိန်းထောင်တောင်းနဲ့ချီပြီးတော့သူတို့သုံးတာအကန့်စိတ်တွေမပါသေးဘူးကျွန်တော်ရင်မိသားစုဝင်တွေတဲကိုခန်းတွေသူတို့ထားပေးထားတာရှယ်ပဲသူတို့ရှိမှာအပေါ်ဆုံးကပတ်စံကိုဗျဘာကြောင့်ပတ်စံนี่ပေါနေတာလဲဆိုတာကိုလည်းကျွန်တော်ရင်မိသားစုဝင်လေးသိမှာပါဂျာဖန်နဲ့ပတ်သက်တဲ့လုံငန်းတွေအကုန်လုံးရဲ့အခကျင်းွေအသီးသီးကိုရယူထားကြတာဟုတ်ပြီ ။စာချုပ်သူပတ်သားတဲ့ Rolex နာယီ Rolex တစိမ့် Rolex ဆိုရင်နိုင်လောကမှာတန်ဖိုးအမြင့်ဆုံးဆိုတဲ့ဒါဂုံတစ်ခုကိုရယူထားတာ Rolex Rolex နာယီပတ်တဲ့သူတွေဟာတကယ့်ကို boss ပေါ့ဗျာ B O S S boss ဆိုတော့ကျွန်တော်ကတော့ Rolex နိုင်မဟုတ်ဘူးဗျကြီးလျှော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဖီကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တအူးကကျွန်တော်ကိုမြစ်တာလက်ဆောင်ဝယ်ပေးထားတာပါကျွန်တော်ရဲ့နိုင်လေးရဒါပေမဲ့ စောချစ်သူပတ်ထားတယ်လူလုံးငွေနဲ့တွက်မယ်ဆိုရင်6400ဘတ်တန်းနဲ့ဘတ်နှစ်တန်းကျော်နှစ်တန်းခွဲမိပါလောက်ရှိတယ်နိုင်နဲ့စာရင်ကျွန်တော်ရဲ့နိုင်ကပို့ပြီးတော့တန်ဖို့ရှိတာပါကျွန်တော်ကြွားတာမဟုတ်ဘူးเนาะကျွန်တော်ရဲ့မိသားစုကျွန်တော်ကြွားတာမဟုတ်ဘူးဒါတွေကချက်ချင်းတရားတွေဒါတွေကမေတ္တာတွေနဲ့ရရှိထားတဲ့အရာတွေပို့ပြီးတော့ခိုင်မြဲတယ်ကျွန်တော်ရဲ့မိသားစု ်ကျွန်တော်လည်းရှင်းလို့ရတယ်ဗျဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်ဒါစကောင်းဆောင်နေနဲ့ပတ်သက်တဲ့ပြီးတော့ဒီလိုမျိုးကြားဖြန့်နေနဲ့ပတ်သက်တဲ့သူတွေအောင်ငွေတွေရွှေတွေပြီးတော့စီးစိမ်ပစ္စည်းတွေကိုအများကြီးသုံးစွဲပြခဲ့တာတွေကျွန်တော်တို့တွေ့ခဲ့ဖူးတယ်ဖဲချောက်စင်ရဲ့သားသူလဲလို့ပဲကမ္ဘာမှာဈေးကြီးဆုံးဆိုတဲ့နာယီကိုဒီလိုထိုးပြီးတော့သူကြွားလုံးထုတ်ခဲ့တာအဲ့ခံပွဲတစ်ခုမှာဗျကျွန်တော်မှတ်မိသေးတယ် ။ဟာ तू အဲ့နေက तू ဝတ်ထားတဲ့ကုတ်ကအယောင်နဲ့တစ်ဖက်ဖက်တောက်နေတာ။ဟိုပေါ်ကျနာကပြစိန်နေစီထားလားလားပေါ့နော်တကိုယ်လုံးပေါ့အဲ့လိုနေပါ။အဲ့ချိန်ကတော့တို့ကတကယ်ကိုပေါ့ဗျအကောင်ပေါ့။ပွဲခံနေတာ။အခုတေုံနိုင်ငံအချင်းထောင်ထဲမှာတည်တံနဲ့ပဲတည်တံချားပါခံလိုက်ရတဲ့ကောင်းနေ။ခဏလေးပဲတော့ကျွန်တော်ရဲ့မစ္စတမိတ်ပဲ။ဘယ်အချိန်မှာဘသူ့အလှဲ့ဆိုတာကအားလုံးကတစိ့ရိုက်ပြီးသား။ဟုတ်ပြီ နိုင်လေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုပြောချင်တာလေးရှိပါတယ်ကျွန်တော်မှတ်တမ်းယူရမယ့်အချက်တစ်ချက်အကြောင်းပါရေတော့ပွဲမှာဂရိမတီပါကလက်သီးဖြစ်ထိုးလို့ရတယ်လို့ကျန်ပေါ့ပါတီခေါင်းဆောင်ကစိန်ခေါ်လိုက်တာဖြစ်တာလေဘသူ့ကိုစိန်ခေါ်လိုက်တာလဲကျွန်တော်ပြည်သူလူထုတစ်ရက်လုံးကိုစိန်ခေါ်လိုက်တာဖြစ်တယ်ဟုတ်ပြီကျန်ပေါ့ခေါင်းဆောင်ခင်ကြီးရဲ့ပောက်ခွက်ကိုလက်သီးနဲ့ဖြတ်ထိုးမယ် သူအကြောင်းကိုမပြောခင်မှာသူပြောထားတဲ့ခရီးစကားလေးတွေကိုအရင်ဆုံးနည်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 းလေးပြပြချင်ပါတယ်နိုင်ငံဝန်ထမ်းငယ်တွေအခမဲ့ခီးသားလောက်သွာလာခွင့်ရရှိဖို့အတွက်အမခံချက်ပေးမယ်လေသမားတွေရဲ့ကြွေးမိတန်တရားတစားတစားကင်းရှင်းအောင်ဆောင်ရွက်မယ်ပြပရောက်မြန်မာနိုင်ငံသားတွေရဲ့ရပိုင်ခွင့်ခွင့်ရေးတွေကိုပေါ်ဆောင်ပေးမယ် နိုင်ငံသားတွေရဲ့အလုတ်ကင်အခွင့်အရေးသူပြောတဲ့အကြောင်းအရာတွေကနည်းနည်းလေးပဲကျွန်တော်ထုတ်နှုတ်ဖော်ပြတာဖြစ်တယ်။သူပေးတဲ့ဂတိသူမဲဆွဲစီယုံစင်မှာပြောခဲ့တဲ့စကားမတီးခဲ့ဘူးဆိုရင်သူ့ရဲ့မျက်ခွက်ကိုမြည်သူမဆိုအခမဲ့ဖြတ်ရိုက်လို့ရတယ်။သူ့ရဲ့မျက်ခွက်ကိုစုပ်ဖြတ်တတ်အောင်ထိုးလို့ရတယ်ဆိုပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့ တန်းစီပြီးတော့ထိုးမယ်ဆိုရင်တေချာလားအထိုးခံဖို့အစင်းနေဖြစ်ပြီလားအခုကျွန်တော်ပြောခဲ့တဲ့နိုင်ငံဝန်ထမ်းငယ်တွေကိုအခမဲ့ခီးသွလာခွင့်ရရှိဖို့အမခံချက်ပေးမယ်တေချာလို့လားဗျာလေမားရဲ့ကိမိတန်တရားကိုတစတစကင်းရှင်းအောင်လုပ်မယ်ကျွန်တော်နိုင်ငံအတွင်းမှာလဲလုတဲ့သူတွေပြောတဲ့စကားလေးတစ်ခုရှိတယ်လဲဆိုတာတဲ့လဲနေတာ ကျွေးမိတန်တရားမို့ဆင်းရဲမွဲတေမှုပြီးတော့ကျွန်တော်တို့ဒီလူတယောက်ရဲ့အခွင့်အရေးတွေပြီးတော့ကျမ်းမာရေးတွေအများကြီးပဲကျွန်တော်မိသားစုဘာမှသတို့မှမရှိဘူးလေထဲမှာပဲအချိန်ကုန်လေထဲမှာပဲယာတိရုကဖောက်ပြန်တဲ့အချိန်ကျရင်ကိုရင်းနာတဲ့ပတ်စံလေးတောင်ပြန်မရအောင်ပြီးတော့လမ်းပန်းဆက်သွယ်ရေးဘာတစ်ခုမှ မကောင်းဘူးပင်ပန်းမဲ့စိုက်ကြတယ်လက်မဆက်တွေရေမကောင်းတဲ့အတွက်ကျွန်တော်တို့ပြန်လှည့်ပြီးတော့ရောင်းဝယ်ဖောက်ပြဖောက်ပြတဲ့နေရာမှာပို့ပြီးတော့ဈေးကပို့ကုန်တယ်ပြီးတော့လက်ရှိနိုင်ငံရဲ့အစိုးရပါဆိုတဲ့အော်နေတဲ့သူတွေကလည်းလေသမားတွေရဲ့ဘဝစိုက်ပျိုးရေးသမားတွေရဲ့ဘဝအခြေခံလူကန်းစားတွေရဲ့ဘဝလက်အောင်ကြည့်လာမဟုတ်ဘူးသူတို့ကပေါ်တာဆွဲဖို့ပဲချောင်းနေတာလေဗျာ ဆိုတော့မူကြီးရေရှမ်းပို့ဆိုးတယ်ကျွန်တော်ရင်သားဆိုရင်ဘာမှသူတို့မှမရှိမနေဘူးစေဖြန်းချိန်မှာပို့သက်စေဖြန်းဖို့အတွက်သူတို့ဘာမှမရှိဘူးကောင်းရကောင်းရတင်းချိန်မှာကောင်းရတင်းဖို့အတွက်ခြွေလင်းစံမရှိဘူးနွားတွေရလဲကုန်နေပြီအခုစစ်မဖြစ်နေတဲ့အချိန်ပို့ဆိုးတာပေါ့ဗျာဒီချိန်တွေကိုတောင်းတမလဲဓမ္မရဲ့ဂျွေးမီတက်တရားကိုပျောက်အောင်စီစဉ်ဆောင်ရွက်ပေးမယ်ဆိုတဲ့စကား ဒါကြောင့်ကျွန်တော်ကပြောတာမှတ်တမ်းတော့ယူထားဖို့လိုတယ်ပြည်ပရဲ့မြန်မာနိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အရေးတဲ့ပိုဆိုးသွားပြီလို့တော့ကျွန်တော်တို့ထင်တယ်ဗျာကျွန်တော်ပြည်ကိုကြည့်နေတဲ့ကျွန်တော်ပြည်ပရောက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲဗီဒီယိုကွန်မန့်မှာတခုချင်းရေးပြလိုက်ပါကျွန်တော်ဘာမှမပြောလို့ဘူးမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အလုတ်ကိုင်အခွင့်အရေးတဲ့အဲ့ဒါကတော့အခုဗီဒီယိုကိုကြည့်နေတဲ့မြန်မာနိုင်ငံတွင်းထဲကကျွန်တော်ရဲ့မိသားစုဝင်တွေပဲ ကောမန့်လေးပဲရေးပြလိုက်ပါလောက်ကင်တွေအဆင်ပြေရလားဗျအခြေခံလောက်ခလစာတွေရောပြပြဝဝကြရလားလုတ်သမားရဲ့လုတ်သမားတို့ရဲ့အခွင့်အရေးရပိုင်ခွင့်တွေအကုန်လုံးခံစားခွင့်ရှိပါရဲ့လားကျွန်တော်တို့ဘာမှပြောစရာမရှိပါဘူးဒါရင်ကိုလုတ်ပေးဖို့ဂရိပြတ်ခဲ့တယ်ဆိုရင် သူ့ရဲ့မျက်ခွက်ကိုယ်တာလာထိုးလိုက်ပါတဲ့ဒါကြောင့်အားလုံးပဲတန်းစီရမယ်နော်တယောက်ပြီးတယောက်ထိုးဖို့အတွက်ပါဆိုတော့အခုကာလပေါ့နော်ဂျပန်ပါတီပြီးတော့ကျွန်တော်တို့ PPP စသည်အဖြစ်ပေါ်ပြအခြားပါတီဝင်တွေရဲ့ဒါမဲဆိုစီယုံနဲ့ရုပ်သံမှတ်တမ်းအချို့လည်းကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့ရှာစရာမလိုပါဘူးကျွန်တော်တို့စီယုံရောက်ရောက်ရောက်လာပါတယ်အဲ့ဒီဗီဒီယိုတွေကျွန်တော်မိသားစုနေပို့ပေးတယ်အရင်တော့ကျွန်တော် Telegram အစင်ပြတဲ့ချိန်ဆိုအာတောက်ရှောက်ပို့တာပဲကိုပို့တာဟုတ်ပြီ အဲ့ဒီ video file တစ်ခုမှဆိုရင်သူကမဲဆွယ်စီယုံနေတာအဲ့ဒီမှာကျွန်တော်အသက်ကြီးပိုင်းမျိုးသားတအုပ်ကမတက်ရက်ပြီးတော့ထပြောတာဘာပြောလဲဆိုတော့မင်းတို့အဲ့လိုမျိုးပြောဆိုမဲဆွယ်နေမဲ့အတူတူအခုထောက်လို့ပြီးတော့မင်းတို့တွေမဲဆွယ်ပါလားကျွန်တော်တို့ဒီမြို့နယ်မှာကျွန်တော်တို့ကိုမဲပေးရွေးချယ်မယ်ဆိုရင်ကျွန်တော်တို့ကဘာတွေဘာတွေလုပ်ပေးမယ် ဥပမာဗျာရေမြောင်းတန်ရှင်းယူတွေအမိုက်ကအစဘလူတွေဘလူတွေဘာတွေညာတွေအကုန်လုံးစီစဉ်ပြီးမယ်။မြောင်းတွေပိတ်ဆို့နေတာတွေချောင်းတွေမှအမိုက်တွေများနေတာတွေရေကြီးရေရှမ်းတဲ့ကိစ္စတွေပေါ့ဗျာ။ဒါကို तू ကပြောဆိုပြီးဆွန်းလွင်းနေရန်တူပါလေ။အဲ့ဒါကြောင့်လဲအဲ့ဒီပွဲလာတက်တဲ့နားထောင်နေတဲ့ကျောင်းပြည်သူကအုံနှောင်းရှိတယ်လေ။မင်းတို့ပါးစပ်နဲ့ပြောပြီးတော့မင်းမဆွဲနဲ့တဲ့။ချက်ချင်းနဲ့အခုလှုပ်ပြီးတော့လှုပ်ပြလိုက်လှုပ်ပြပြီးတော့မင်းတို့မဲဆွဲစီအောင်တာပို့ပြီးတော့မကောင်းဘူးလားတဲ့။ အရှိမမဲဆွက်နေတဲ့လူကစိတ်ဆိုးရအာဟေးလူကြီးဟေးလူကြီးတဲ့ခမထိုင်နေတဲ့ဘာဖြစ်လို့ထိုင်ရမှလဲလဲဒါလည်းငါငါရခွင့်ရေးပဲလေငါပြောလို့မရဘူးလားကျွန်တော်ပြည်သူကအဲ့လိုပါဒီမိုကရေစီအနှစ်သာရကိုနှစ်လေးနည်းနည်းလေးအတွင်းနဲ့မှပဲကျွန်တော်တို့တဦးချင်းစီတိုင်းကျွန်တော်တို့ကိုရှင်းတန်ပေါက်ဖွားဖို့အတွက်မျိုးစေ့ချခဲ့တာဒီမိုကရေစီမျိုးစေ့ကိုဘယ်သူချခဲ့တာလဲကျွန်တော်မိသားစုဝင် အခုလက်ရှိအကျဉ်းချခံနေရတဲ့ကျွန်တော်ပြည်သူအလုံးအထွတ်ထောင်နှံဆန်ပေးနေတဲ့ကျွန်တော်တို့ရဲ့အမိတော်ဆန်းစွတ်ကြည့်ပါအမြဲတမ်းလည်းကျွန်တော်တတိယလွမ်းစော့အမြဲတမ်းလည်းကျွန်တော်အလုံးစွတ်တောင်းပေးနေတဲ့မေတ္တာတွေပို့ပေးနေကြတယ်ဟုတ်ပြီဒါကတော့သူ့ရဲ့မျက်ခွက်ကိုထိုးဖို့အတွက်သူကိုယ်တိုင်စိန်ခေါ်ထားတဲ့အချက်ပါ အခုချိန်ကစပြီးတော့ထိုးလို့ရပြီလို့တော့ပြောလို့ရတယ်အထိုးခံနိုင်ရဲ့လားကျွန်တော်တို့ဘက်ကမဟုတ်ဘူးเนาะဟိုဘက်ရကောက်ကောက်ကောင်တွေကဟားတယ်အနုကောင်တွေကိုကြိုးတုပ်ပြီးတော့ရိုက်သလိုဖြစ်နေပြီတဲ့လက်သေးနဲ့အတင်းကြီးထိုးခိုင်းရအောင်ထိုးရဲတဲ့သူရှိလို့လားဗျာတဲ့ဟိုဘက်ရကောက်ဘောမတွေပဲเนาะဘောမတွေကပဲပြောနေတာเนาะကျွန်တော်ပြောတဲ့စကားမျိုးကိုကျွန်တော်မိသားစုဝင်နေဘောမရကောက်တစ်ခုလုံးလက်ရှိ ါတီပါတီလက်ရှိပေါ့ဗျာစစ်ဖက်နဲ့အောက်မှာနေနေတဲ့ကောင်တွေသူတို့ကပဲပြောတာပါမထိုးရမင်းသိလို့တတ်တကြီးကိုစိန်ခေါ်တာတဲ့တကယ်ထိုးလို့ရလားလို့သွားမေးရင်လည်းပဲတဲ့အသေးဖြတ်မှုနဲ့တရားစွဲခံထောင်နှန်းဆိုင်ရအောင်ဝင်လက်ပြီးလက်မောင်းတော့မတန်းသေးဘူးเนาะဟုတ်လားအခုကျောင်းပါတီခေါင်းဆောင်ပြောတဲ့ तू ပြောတဲ့သူ့ရဲ့ဂရီစကား ဒါကိုကျွန်တော်မိသားစုဝင်တွေမှတ်ထားပေးဖို့ကျွန်တော်တော်လန်ရေးကျွန်မိဘပြည်သူနဲ့တသွေးတသားနဲ့ရက်တည်နေတဲ့ကာလမှာသူပြောစရာမလို့သူဂရီပေးစရာမလို့ကျွန်တော်တို့မိဘပြည်သူနဲ့အတူအဲ့ကောင်တကောင်ချင်းစီကိုခေါ်ပြီးတော့တမအောင်မှာဖြစ်ပါတယ်ဟုတ်ပြီတို့ကတော့အခုလိုမျိုးစိန်ခေါ်နေတယ်ကြောက်ရင်မိသားစုဝင်နေလက်ရှိ မင်းအောင်လှိုင်တကောင်လည်းပဲတော်တော်လေးကိုကြောက်ချီပန်းနေလောက်ပြီလို့ကျွန်တော်ပြောချင်ပါတယ်။ဒီအပိုင်းအတွင်းမှာဇော်မဲလိန်တကောင်ထွက်ထွက်ပြီးတော့ရှင်းနေတာကိုကျွန်တော်တို့ရုတ်တံမှတ်တမ်းတွေဇက်တိုက်တွေ့ရမှာဖြစ်ပါတယ်။သူရှင်းလေပိုလျှောက်လေသူပြောပြလေပို့ပြီးတော့စိုးသွားလေပဲ။တခါလေသူပြောတဲ့စကားတွေသူ့ရဲ့ဖြစ်ရှင်းချက်ကမင်းအောင်လှိုင်ကိုသေးကြပေါ့ကျိုးစင်တင်ဖို့အတွက်သူကရည်လာမြောင်းပေးနေတယ်လို့ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဟုတ်တယ်သူစကားကိုသေချာနားထောင်ကြည့် အခုနောက်ဆုံးပြောတဲ့စကားဆိုရင်ဟာတဲ့ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့တို့မသိဘူးတဲ့သူဖယ်သိမလဲသူထက်အကောင်ကြီးတဲ့ကောင်တွေကဒါတွေကိုလုံနေတာကိုဗျာအချက်လက်တွေအများကြီးရှိနေပြီသားကျွန်တော်မိဘပြည်သူတွေကလည်းအကုန်လုံးသိနေပြီသားဒီတော်လည်းရေးမှကျွန်တော်တို့အမြင်ဆုံးနေအများကြီးရတယ်လို့ကျွန်တော်အမြင်နဲ့ပြောပြတယ်ဒီတော်လည်းရေးမှကျွန်တော်တို့နဲ့အတူတူရှိနေပြည်သူတွေတကယ်ကိုဂုံယူစရာ ဒီပွဲကကျွန်တော်တို့နိုင်တဲ့ပွဲဆိုတာသိကြတယ်။ဘာကြောင့်သိကြနေတာလဲလက်ရှိမြမအရင်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ကင်တွယ်ဖို့ရင်းယူဖို့အတွက်အမေရိကန်တပ်ဖွဲ့ဝင်တွေကျွန်တော်တို့မြမနယ်စပ်အထိရောက်ရှိနေတာဖြစ်ပါတယ်။အမေရိကန်တပ်ဖွဲ့ဝင်တွေအမေရိကန်ပညာချက်တွေမထုတ်ခင်ကလေးကသူတို့ကအရင်လုထားအခုမှထပြီးတော့ဖြည့်ရှင်းပြနေလို့မရဘူးအခုမှထပြီးတော့ဖုတ်ပုံပြီးတိုင်းလုတ်ပြနေလို့မရဘူး အာဘယ်နေရာမှာတော့ဂိတ်ကဘာဖြစ်စီနေပြီဘယ်နေရာမှာတော့ဘာညာကျွန်တော်မိသားစုကျွန်တော်မျိုးအများကြီးရင်ကျွန်တော်ပေါက်ပြတယ်ဘယ်နေရာကိုရွှေ့သွားတာနော်စုံလန်းကြည့်ပါ မော်လမြိုင်မှာစုံလန်းကြည့်ပါဖအံမှာစုံလန်းကြည့်ပါရန်ကုန်မှာကျွန်တော်အများနဲ့ပေါက်ပြတယ်အချို့ဆိုကျွန်တော်အချက်လက်လေးပေါ့နော်ကျွန်တော်ဖော်ပြတင်နိုင်တလို့ကျွန်တော်ဖော်ပြပေးပါတယ်ဟုတ်ပြီ တို့ထုတ်ပြန်ကြီးညာချက်လေးကိုကျွန်တော်မိသားစုနေကိုကျွန်တော်ဒေးစိဖော်ပြပေးချင်တယ်ဗျအာဆီယံလမ်းကြောင်းထပ်ပို့ပြီးတော့ထီအောင်မဲ့မဟာဗျူဟာတင့်နဲ့မြမအရေးကိုချင်ကပ်ဖို့အမေရိကန်အောက်လွတ်တော်မြမအရေးချနာပွဲတက်ရောက်သူတွေအကုန်လုံးကသဘောတူညီခဲ့ကြတယ်ဘုံသဘောတူညီချက်၅ရက်နောက်ကိုလိုက်နေတာအဲ့ဒါကမထီအောင်ဘူးတိတ်သုံးမဝင်ဘူးဘုံသဘောတူ၅ရက်ဆိုတော့အာဆီယံကချမှတ်တာဘုံသဘောတူပြန်၅ရက်၅နှစ်တာပြည့်သွားတယ်ဘာမှလည်းလုပ်လို့မရအောင်အာဆီယံကတော့ပုံမှန်ပဲကောနော် တာမှန်ပါပဲဟာနေကောင်းလားနေကောင်းပါတယ်ပေါ့သူတို့မှာဘာမှအခွင့်အာဏာမရှိဘူးဟုတ်ပြီဘုတ်ဘုန်းကြီးရဲ့၅ရက်ထပ်ပို့ပြီးတော့ American policy တက်တက်ဖြစ်တင်တယ်အာဆီယံနောက်ကြီးပဲ light နေရင်၅နှစ်ပြီတော့မယ်ဘာမှဖြစ်မလားသိဘူးဆိုတော့နော်မြစ်ဆိုင်တဲ့ policy ကိုသူတို့တွေပြောင်းမှာပေါ့တဲ့အမနစ်ကားတဲ့အတူအယောင်ရွက်ောက်ပွဲကိုစန့်ကျင်တင်တယ်ဆိုပြီးတော့လက်မခံတင်ဘူးဆိုပြီးတော့ အကုန်လုံးက Republican ရော Democrat ရောဒါတက်တည်တင်ပြတဲ့သူတွေရောမိကုန်ထုတ်တဲ့သူတွေရောအားလုံးကသဘောတူလိုက်တာလက်ရှိကျွန်တော်တို့အားလုံးပြော့ပြော့နေတဲ့ခွေးကောက်ပွဲလူသက်ဘုံကျဲပြီးတော့ရွေးကောက်ပွဲတနက်ထောက်ပြီးတော့လှုပ်တဲ့ရွေးကောက်ပွဲမျက်စိတွေပိတ်ပါးစပ်တွေပိတ်ခိုင်းပြီးတော့မှအော်ခိုင်းတဲ့ရွေးကောက်ပွဲ ပြီးတော့ကျွန်တော်တို့ဓမ္မဘတ်တော်သားတွေကျွန်တော်ပြည်သူလူထုတရက်လုံးကရွေးချယ်တင်မြှောက်ခဲ့တဲ့ကျွန်တော်တို့ရဲ့သမရကြီးနဲ့အစိုးရအဖွဲ့တွေပြီးတော့နိုင်ငံရေးတက်ကြွလှူရှားသူတွေပြီးတော့ကျွန်တော်တို့လူငယ်တွေအပြစ်မဲ့တဲ့သူတွေကိုအကုန်လုံးကိုဖမ်းထောင်ထဲထည့်အချို့ရင်မြန်မာပြည်တွင်းမှာနေလို့မရအောင်မောင်းထုတ်ပြီးတော့မှလုတ်တဲ့ရွေးကောက်ပွဲစစ်မှန်တဲ့ဒီမိုကရေစီရွေးကောက်ပွဲလေ ကလေးတော်တည်တယ်။ဟုတ်ပြီကျွန်တော်ရဲ့မသားစုဝင်နေ။ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်မှာရှိတဲ့ကျွန်တော်တို့ယူကပွဲကိုအားလုံးကအတူတကွာလက်မခံပဲနဲ့ဒါဆက်ကျင်ခဲ့ကြတယ်။ပြီးတော့ကြပြန့်ကိစ္စ online ငွေကြေးလိမ်လည်မှုကိစ္စ မိကန်အတွက်သူတို့တိုင်းပြည်ရဲ့လုံခြုံရေးကိုပါထိခိုက်နေတယ်ပြီးတော့နှိမ်နင်းရမယ်ဆိုပြီးတော့အဲ့ဒီအချက်၃ချက်နဲ့အဓိကပေါ်ထွက်လာတာဖြစ်ပါတယ်ကြားပြန်တာမယ်မဟုတ်ဘူးကြားပြန်လို့ပြောရင်အားလုံးကကျွန်တော်မိသားစုတိရုပ်ကြည့်ပဲမြင်တိရုပ်ကြည့်ပဲခံရတာမဟုတ်ဘူးအမေရိကန်လည်းခံရတာပဲတစ်ခါလုံးခံရတာငွေကြေးလိမ်လည်းခံရတာကဒါတမျိုးပေါ့ဗျာအခုကပါ လူလူချင်းခွေးလူနွားလို့နှိမ့်စက်မှုတွေပြီးတော့လူလူချင်းခနာကိုရင်းကလေးစားတွေကိုထောက်ယူရောင်းစားမှုတွေအမြောက်အမြားကျွန်တော်သတင်းတော်တွေမှာကျွန်တော်သူများတွေဖော်ပြကြတယ်ဟာတရုတ်နိုင်ငံသားကဘယ်နှယောက်ထိုင်းနိုင်ငံသားဘယ်နှယောက်ကမ္ဘောဒီးယားဘယ်နှယောက်ဘယ်နှောဗြိတိန်ဘယ်နှယောက်ဘာညာတွေပေါ့အများကြီးဖော်ပြခဲ့တာကျွန်တော်တို့မြန်မာနိုင်ငံသားရဲ့အယူတက်ကိုဘယ်သူမှမဖော်ပြခဲ့ကြဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများဆုံးခံရတာပါလုံသားဖြစ်ကောပြီးတော့ ကျွန်တော်တို့အများကြီးပါမရင်းချင်းခံရတဲ့ကိစ္စတွေပြီးတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုလက်အင်္ကာတွေကျွန်တော်ရဲ့ကလီစာတွေဒါတွေအများကြီးရှိတဲ့ကျွန်တော်မိသားစုဒါလေးကိုလည်းတတိမမေ့စေချင်ဘူးဥရောပနိုင်ငံတွေနိုင်ငံကြီးတွေကတော့သူတို့နိုင်ငံကိုဘယ်လိုထိတဲ့ခိုင်းပြောကျွန်တော်နိုင်ငံသားတွေပို့ဆိုတာပေါ့ ကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြတ်တွေမှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေထောင်နဲ့ချီပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းသတင်းမှာကျွန်တော်ကြားပါတယ်ထိုင်းဒါနိုင်ငံသားတအူးပေါ့နော်အဲကျွန်တော်တို့ဒီညီမနှိမ့်ဆက်ခံရတဲ့အခြေအနေနဲ့နောက်ဆုံးတက်ဖြတ်ခံရတဲ့အခြေအနေကိုထိုင်းမီဒီယာတွေကပေါ်ပြကြတယ်ပြီးတော့အမျိုးသမီးတအူးလည်းပါတယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံသားတွေကိုထင်သူတို့နိုင်ငံတွေကမရဘူးပြချက်ချင်းကိုသူတို့နောက်ဆုံးမရရင်တော့မှသူတို့က dead body ကိုရအောင်ပြန်ယူလာအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်နိုင်ငံသားတွေမှာ ဘာမှမရှိခံနေရစက်ဖြစ်တယ်လို့ဆက်ပြီးတော့ခံနေရတော့ဖြစ်တယ်ဒါတွေကိုကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်မသားဆုံးနေဟုတ်ပြီမြန်မာနိုင်ငံရဲ့ပုံမနှဆိုင်လာတဲ့ပြပခောက်ကိုကင်တွေဖြစ်ရှင်းဖို့အတွက်အချိန်တိတ်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အတွက်အမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာ16ရက်နေ့မှာတတိပေးလိုက်တာဖြစ်ပါတယ်အမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးကကွန်ပဏီကလက်ခံကျင်းပပြီးတော့အရှိတောင်အာရှနဲ့ပစိဖိတ် community ပါပဝင်တဲ့ထပ်ပေါက်မရှိတော့မဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမဲ့အချက်အတဲနဲ့အမေရိကန်ရဲ့အကန့်အသတ်ရှိတဲ့ရွေးချယ်စရာများခေါင်းစဉ်နဲ့ကြားနာပွဲမှာအခုလိုမျိုးထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်မြန်မာစစ်တပ်ဟာတဲ့နိုင်ငံအာဏာကိုတင်းကျပ်စွာစုပ်ကိုင်ထားပြီးရေကောက်ပွဲအတွက်ပြင်ဆင်နေတာကြောင့်ဒီကောက်ပွဲကိုအမေရိကန်အနေနဲ့ပုံမပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်မှုတွေလွတ်တော်မှတ်တွေကတိုက်တွန်းခဲ့ကြတယ် အရှိအာရှနဲ့ပစိမိတ်ဆန်ရကောမဒီဥက္ကရာဖြစ်တဲ့မစ္စတာရန်ခန်ကမြန်မာနိုင်ငံရဲ့နှဆိုင်လှတဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လူမျိုးရေးဆိုင်ရာအကျက်တွဲတွေကိုမိမောင်းထိုးပြသလို2021အာနာသိမ်းပြီးနောက်ပိုင်းမှာလူပေါင်း3.6တန်းကျော်ဦးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံစီကိုကျွန်တော်တို့ဖပီးခုံလုံးနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်ကလည်း1.3တန်းရှိတယ်ဆိုတဲ့အကြောင်းမှာပြောဆိုလာပါတယ်။ဒါအပြင်မြန်မာစစ်အုပ်စုရဲ့ဆက်ဆက်နေတဲ့ကြားဖြန့် အွန်လိုင်းငွေလင်ဂိုင်းနဲ့ပတ်သက်ပြီးတော့ပြတ်နယ်လာတာတွေပြီးတော့လူကုန်ကူးမှုနဲ့အတူစစ်ကောင်စီကတရားဝင်မှုရရှိရေးအတွက်တရုတ်နဲ့ရုရှားပေါ်မှီကိုနေတဲ့အကြောင်းအရာတွေအပါအဝင်အဓိကပြဿနာတွေကိုထောက်ပြခဲ့တာဖြစ်ပါတယ်။တရုတ်ရဲ့အောက်ကိုရောက်နေတဲ့မြန်မာနိုင်ငံကိုအမေရိကန်ကဘလို့ဆွဲထုတ်မလဲဆိုတာကလည်းကျွန်တော်တို့အားလုံးတစိတ်ဝင်စားဖို့ကောင်းနေတာပါ။တရုတ်ကလည်းပဲအရှိတောင်အာရှကို သူ့ရဲ့ဩဇာကံအဖြစ်သတ်မှတ်ထားပြီတကယ်ကိုကြည်ကောင်းတဲ့အခြေအနေပေါ့ဗျာတကယ်သူ့ရဲ့လမ်းစဉ်တွေအများကြီးရှိတယ်အာရှတိုက်ကိုသူသူတွင်းကျင်နေတာဟုတ်ပြီစေအောင်စုကလည်းမြန်မာနိုင်ငံရဲ့နေရာဒေသတော်များများကိုထိ ंछ ုပ်ထားတယ်ဆိုပေမဲ့တော်လည်းတပ်ဖွဲ့ဝင်တွေကအဆိုပါပမာဏရဲ့နှစ်ဆကိုထိ ंछ ုပ်ထားနိုင်တာကြောင့် မျော်လင့်ချက်ရှိနေသေးတဲ့အကြောင်းကိုလည်းမစ္စတာဂင်ကပြောလိုက်ပါတယ်။ကဘာကြီးကသိတယ်အမေရိကန်သိတယ်ကျွန်တော်ရင်ဒါဆိုနေ။အားလုံးသူတို့တွေကလှုပ်လှုပ်နေတာ။မင်းအောင်လိုက်ကပြောတာ။အာဒီမှာသူတို့ရဲ့နေမည်ထိတ်ချုပ်မှုတွေသူတို့ရဲ့အာသူတို့အောက်မှာပေါ့နော်။ဘလို့နေရာဘလို့နေရာတွေဆိုတာဟုတ် သူတို့အမြဲတမ်းဖော်ပြခဲ့ကြတယ်သူတို့ website ကြီးနဲ့ဖော်ပြခဲ့ကြတာပေါ့ဗျာဒါပေမဲ့သူတို့ဖော်ပြခဲ့တဲ့ဂိင္ကနန်းတွေနဲ့သူတို့ဖော်ပြထားတဲ့နေမြေဧရိယာထက်ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေကနှစ်ဆကျော်ထိမ့်ချုပ်ထားတာဖြစ်တယ်မြမအာနာပိုင်းမြမအာနာဒိစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာထူထူရေကောက်ပွဲ ပရမဘိုင်းကျင်ပမယ်လို့ကြီးညာထားပေမဲ့လိလာသူတွေကတော့ဒါဟာအတုအယောင်သာဖြစ်တယ်လို့ကြင်ကြင်ပြပြန်ပြောဆိုထုတ် ပြန်ထားပါတယ်နိုင်ငံကလွန်ကျူရေးကိုအထူးသတင်းများပြည့်လွတ်လပ်တဲ့ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ကျွန်တော်အကြီးအကဲသူတေတီစတီဗ်ရောကလည်းဒီရုပ်ကပွဲလို့ခေါ်တာတွေဟာလွတ်လပ်မြတ်တပြီးအလုံးပါဝင်နိုင်မှာမဟုတ်ဘူး ဒါပေမဲ့မြန်မာပြည်သူရဲ့ဆန္ဒကိုကိုစားမပြုတ်သလိုဒီမိုကရေစီလမ်းကြောင်းဒါမှမဟုတ်မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်ကြာကြာမြင့်နေတဲ့ပြည်ပခအတွက်ငြိမ်းချမ်းရေးငြိမ်းချမ်းပြီးရေရှည်တည်တံ့တဲ့ဖြည့်ချင်းချက်စီကိုဦးတည်နေတာမဟုတ်ဘူးလို့ပြောဆိုသွားတာဖြစ်ပါတယ်။အရန်နေတိကျလွန်နေများဒရင်ရရဒရင်တီးတီးကိုလေသူတို့ကတေချာစွာခွဲချမ်းစိတ်ပြပြီးသားကျွန်တော်ပြည်သူတရက်လုံးကလည်းပဲ အဖတ်တော်မလို့လှဲ့တော်မကြည့်တဲ့ရွေးကောက်ဖွဲ့။နာလဘိန်တုံးကြီးအရင်တော့6500ပြောအခုကျတော့6800အခုကစမ်းစီစားလေးပါရမလားဆိုပြီးတော့လိုက်တဲ့ကောင်လေးဆိုတော့အကြောင်းနိုင်ငံကိုဘောတော့ကျွန်တော်တို့လက်ရှိဒီချင်းတွေကိုကျွန်တော်တို့တကဘာလုံးကအလုံးသိရှိပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းပဲမင်းအောင်လှိုင်းတဲ့အပေါင်းပါကိုကနေ့အချိန်ဒီကဘာကြီးကလုံးဝကိုအဖက်မလုပ်တာဖြစ်တယ် ဖတ်မလို့လို့ပဲနိုင်ငံကိုရောင်းစားပြီးတော့တရုတ်နဲ့ရုရှားနဲ့သူကချင်းကပ်တာဒါအာဏာရှင်တွေရဲ့အလုပ်ပဲဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်လေအခုကလက်ရှိကျွန်တော်နိုင်ငံတွင်းထဲမှာရှိတယ်ကျွန်တော်မိဘပြည်သူတစ်ချက်လုံးနဲ့တိုင်းသားတစ်ဖွဲ့ဝင်နေအားလုံးကတညီတညွတ်ထဲကျွန်တော်ရဲ့ဥတီချက်ကလည်းအာဏာရှင်စနစ်အမြင့်ပြတ်ချေမှုမှုဖြစ်တယ်ပြီးတော့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေရဲ့ နောင်လာမဲ့နိုင်ငံသစ် Federal Democracy နိုင်ငံသစ်တိဆောက်ဖို့အတွက်ပြီးတော့ကျွန်တော်တို့ clean and clear ရဲ့နောင်လာမဲ့အနာဂတ်တွေအတွက်ကျွန်တော်တို့အတူတူစ조사ရုံးကန်နေကြတာဖြစ်ပါတယ်ဒီဒီဇိုင်းကတော့မျက်ခွတ်တွေမဟုတ်ဘူးနှာနှုတ်ပါဖြတ်ရိုက်မယ်တော်လိုင်းကြီးဖြစ်ပါကြောင်းပြောကြတဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြပါစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်조사ပေးပါမယ်လက်နဲ့ပေး ကပ္ပစီဘီကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းနဲ့ပြင်ကင်းရှင်းပါတဲ့ကြောင့်လေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ။